စစ်ကောင်စီရဲ့ကာကွယ်ပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ယုံကကထုတ်ရဲ့အရာရှိချုပ်ပါသုံးနဲ့ကာကွယ်ပစ္စည်းထုတ်လုပ်ရေးဆက်ယုံ ကပစမှု28ဦးကိုအရေးယူနိုင်ရေးမိဖက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့တမဖွံ့ဖြိုးရေး Institute ကသိရပါဗျ။အဲ့ဒီသူတွေဟာ2018ခုနှစ်ရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုနဲ့အနာသိမ်းပြီးနောက်စစ်ကောင်စီကျူးလွန်နေတဲ့အကြမ်းဖက်မှုနိုင်ငံတကာရာဇဝတ်မှုတွေကိုအားပေးကူညီနေပြီး ကြည်စံဘုံဒုံးကြည်အပါဝင်အဆရှိတဲ့စစ်လက်နက်ပစ္စည်းတွေကို ထုတ်လုပ်ပေးနေတယ်လို့သိရပါဗျ။ဒီအတွက်သက်ဆိုင်ရာဖွဲ့စည်းတွေကိုတီးကျန့်ခိုင်လုံတဲ့အချက်လက်တွေပေးပို့သွားဖို့ရှိပါတယ်။တန်ခတ်ပိတ်ဆို့မှုတွေချမှတ်နိုင်ဖို့ကိုမိဖက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့တမဖွံ့ဖြိုးရေးအင်စတီကျူရဲ့သုတေသနဒါရိုက်တာမဲမေတမက ARD Times ကိုပြောပါရယ်စစ်ကောင်စီရဲ့ပြည်တွင်းလက်နက်ထုတ်လုပ်ရေးကဏ္ဍကိုကာကွယ်ရေးဦးစီးချုပ်ယုံကြည်လက်အောက်ရှိ ကာကွယ်ပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ယုံကကထုတ်ကဥဆောင်ပြီးလမ်းအောက်ခံကာကွယ်ပစ္စည်းထုတ်လုပ်ရေးဆက်ယုံကပ္ပစရီကအဓိကထုတ်လုပ်ပေးနေတယ်လို့သိရပါတယ်။လက်ရှိကကထုတ်ရဲ့အရာရှိချုပ်မှာဒုတိယဗိုလ်ချုပ်ကြီးကံမြင့်တန်းဖြစ်ပြီး၎င်းနဲ့အတူဒုကကထုတ်အရာရှိချုပ်တွေဖြစ်တဲ့ဗိုလ်ချုပ်ကိုကိုလွင်နဲ့ဗိုလ်ချုပ်မျိုးအောင်တို့အပါအဝင်ကပ္ပစဆက်ယုံ25ယုံကဆက်ယုံမှုတွေရဲ့အမည်စင်းတွေကိုလည်းတမာဖွံ့ဖြိုးရေးအင်စတီကျူတ်က မေလ30ရက်မှာအစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်